အားသာဝါလာရှင်ညီကိုမတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမင်္ဂလာရှိတဲ့အချိန်ခါတမေရတော့မဟုတ်ဘူးနောက်ဆုံးမှာအာဆင်နယ်ကရှုံးထားခဲ့တာဖြစ်တဲ့အတွက်ကဲဘလိုပဲနေနေပါမေလ၄ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်ညနေခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ်ပထမဆုံးတွင်ပုဂ္ဂိုလ်တော့ပွဲပြီးအင်တာဗျူးမှာအာရီတာကအသင်းရဲ့ injury ကစားသမားအချို့ရဲ့အခြေအနေပတ်သက်ပြီးဖော်ပြထားတယ်။အသင်းရဲ့ first line နဲ့ကစားသမားဖြစ်တဲ့ Julian Timber ကလာမယ့် Champion League C Final ဒုတိယအကြော PSG အသင်းနဲ့ပွဲစဉ်မှာပါနိုင်ဖို့အတွက်မကျင်းသေးဘူးလို့ပြောသွားတယ်။လုံးဝမပါနိုင်ဘူးလို့တော့ပြောသွားတာမဟုတ်ဘူးအဲ့ဒီအတွက်ကျွန်တော်50 50အခွင့်အရေးတော့ရှိနေသေးတယ်ချော်နဲ့တင်ပါကိုပါသိချင်းတယ်အခုဘန်ဝိုက်ပြန်လာဆိုပေမဲ့တချို့အမြန်တုံးတွေမှာတော့တင်ပါရဲ့ကစားမှု ထင်ပါရဲ့ဒီ impacted ဝင်ဆော့တဲ့ဟာတွေကအာဆင်နယ်အသင်းအတွက်အများကြီးလိုအပ်ချက်ရှိတယ်။အဲ့တော့မနေ့ကဘုံမောက်တင်တဲ့ပွဲစဉ်မှာဘန်ဝိုက်တချို့ပိုင်းတွေမှာပြက်ပြီးကြံခဲ့တာတွေ့ရတယ်။ဟိုတိတ်မလိုက်နိုင်ဘူးပေါ့လေ။ဒဏ်ရာလည်းပြန်လာကစားဖြစ်တဲ့အတွက်အဲ့တော့ Julian တင်မှာပြန်ပါလာနိုင်မလားဆိုတော့50 50အနေထားပဲ။ကြောင်းကြီးကိုလည်းတည်တယ်မှာတစ်ခါကြီးကျလို့ရှိရင်အာရီတာကလုံးဝမပါနိုင်ဘူးပြောပြီးတော့အနာနီးမှာ surprise ဆိုပြီးပွဲထွက်လူစင်းထဲမှာပါလာတဲ့ injury ကစားသမားတွေလည်းရှိတတ်တယ်။အဲ့တော့ကျွန်တော်တို့ကတော့အဲ့လို surprise ပဲမျှော်လင့်ရမှာ။တေချာတစ်ခုကတော့ PSG အသင်းနဲ့ကံမဲ့ပွဲစဉ်မတိုင်မီပြင်သစ်ကိုထွက်ခွာသွားမဲ့လူစင်းထဲမှာတင်ပါချင်းတွေပါလိမ့်မယ်အဲ့ဒီခုကတော့ချင်းတွေနိုင်ပါလိပြီးရင်တော့ပွဲထွက်စင်းထဲမှာပေါင်ပါတစ်ချက်ကြည့်ရမှာအဲ့တော့အာဆင်နယ်တင်းရဲ့လက်ရှိကစားသမားအစုဖွဲ့ထဲမှာသူဒဏ်ရာထားတာက Gabriel Magalhaes, Gabriel Jesus, Kai Havertz, Tomiyasu, Calafiori, Jorginho အခု Julian Timber ကာလာဖီယိုရီနဲ့ဂျော်ဂျီညိုနဲ့ခိုင်ရန်ဘက်ကယာတီပိတ်ပွဲစဉ်နေပြီပြန်လာနိုင်ပါမလားလက်ရှိအချိန်ထိမကျင်းသေးသေးဘူးကာလာဖီယိုရီကလည်းကြက်ခိုင်မှုရလက်ရှိအချိန်ထိအသုံးပြုလို့မရသေးဘူးအဲ့တော့အရင်ဆုံးပြန်လာနိုင်ချေရှိတာက ူရီယန်ထင်ပါပဲသူပဲရေဆုံးပြန်လာမှာကျန်တဲ့ကစားမကြီးကျွန်တော်ခဏမေးထားလိုက်လို့ရပြီအဲ့တော့23နှစ်ရဲ့네덜란드ကမှတ်နှစ်က ASEAN တန်းကြောင့်တစ်နှစ်လုံးနားခဲ့ရတာဒီရာသီဆရာသမား ASEAN တန်းရာနေပြန်လာတယ်ကျွန်တော်ကလည်း၃ကောင်းကောင်းနဲ့၃တယ်ကစားသမားအရန်ကောင်းတာပဲဆိုကျွန်တော်တို့ကလည်းဂုံပြူဗီဒီယိုတွေလုပ်တယ်ဒါပေမဲ့တစ်ချက်မမှတ်ဖို့လိုတာဒီကစားမကြီးဒီရာသီ58ပွဲကစားပြီးွားပြီအဲ့မှာနှစ်ကိုးသွင်းလေးလုံးဖိုင်ထားတယ်။တခါကြိုက်ကျတော့အိုက်တာနဲ့ပတ်သက်ပြီးတော့လေမကြိုက်တဲ့အချက်လေးတစ်ချက်ရှိတယ်။အဲ့ဒါကစားသမားအရန်သုံးလို့ကောင်းတယ်။သူ့အတွက်အရန်အချိုးပြည့်တယ်ဆိုဒီရုတ်တိုက်ပြီးတော့အတကုံသုံးတာ။ မသုံးနိုင်မှာပါဘူးသုံးပါဒါကြီးမဲ့တစ်ခါကြီးကျရင်ကျွန်တော် half time လောက်အနာပေးပြီးလူငယ်စားမလေးအစားထိုးပြီးသုံးလို့ရတဲ့ဂိုးပြတ်တဲ့ခိုက်တက်နေကြရင်တော့အနာပေးသေးတယ်ဘာကြောင့်လဲဆိုတော့ Arsenal တင်းရဲ့ကစားသမားတွေကြီးလိုက်ဒီ Clan Rice ဆိုရင် West Ham United မှာရှိခဲ့တဲ့ရုပ်ရည်သွင်းမြင်တဲ့အခုရုပ်ရည်သွင်းမြင်ကြည့်တော်တော်ကြီးကိုကြာသွားတာကစားပုံတော့တတ်လာတယ်ဒါကြီးမဲ့ Arsenal တင်းရဲ့ high pressing မှာသူတို့ရဲ့ပါဝင်ပတ်သက်ရတဲ့ ဝေါ်လုတ်ကတားရက်များတယ်အဲ့တော့ကစားသမားတွေ injury မဖြစ်နဲ့ဖြစ်ပြီးရေးဆိုတခေါက်ကြောတရငါးယောက်မှနှစ်ယောက်သုံးယောက်ကတခေါက်ကြောတရအများကြီးဖြစ်တယ်အဲ့ပုံစံမျိုးတွေဖြစ်တာဘာကြောင့်လဲအခြားအသင်းထက်အာဆင်နယ်ဒီ off the ball movement တွေမှာ in position တွေမှာဘောလုံးပိုင်ဆိုင်မှုအရန်ကင်ပြီးကစားတဲ့အသင်းပြီးတော့လေအခြားအသင်းကိုပို့ပြီး dominate လုပ်နိုင်ဖို့အတွက် player တယောက်တည်းနှစ်ယောက်စာသုံးယောက်စာအများနဲ့ယုံရတယ် ရှေ့ဆိုလဲသူပဲကွင်းလဲဆိုလဲသူလဲခန်းစစ်ဆိုလဲသူပဲမြများမကြည့်နဲ့ဂျူရန်တမာတီကွင်းလဲလဲဝင်ဆော့ရတယ်တောင်မန်ချန်လဲဝင်ဆော့ရတယ်ပနတီပေါက်ဆက်မှာလဲ finishing လုပ်ဖို့ဂျူတီယူရတယ်ဖူးဘက်ချန်လဲဆင်းဆော့ရတယ်အထင်ပါတူးလဲကိုပြောတာကျွန်တော်ပြန်လာနိုင်မယ်ထင်တယ်ဖြစ်နိုင်မယ်ဆိုရင်တော့ PSG အသေးနဲ့စီးမိုင်းနဲ့ဒုတိယကြော့မှာထင်ပါကိုပို့ပြီးသုံးကျင်တာပေါ့လေဘန်ဝိုက်တက်ဆိုင်ဘာလို့လဲဆိုတော့သူပါလာတဲ့ခါကျရင်စကအိုဒီကတ်ထင်ပါအတွဲက ပို့ပြီးခုနောက်ပိုင်းကွန်ဘိုမိနေရလည်းဖြစ်တယ်ပြီးတော့ဒီကစားမအနေနဲ့ဘုံမောက်တင်းတဲ့ပွဲစဉ်မှာလည်းအပြေးဝါအနာရခဲ့တာဖြစ်တဲ့အတွက်ဒဏ်ရာတချို့ရှိခဲ့မယ်ဆိုရင်တော့အမိပြန်လဲတက်တာလာမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Platigo ကဖော်ပြထားတာဒီသတင်းကတော့သတင်းရေးသားသူ Florian Plandebeck ရဲ့အရေးသားပေါ့လေဒါကတော့ Victor Yokran နဲ့ပတ်သက်ပြီးဖော်ပြထားတာ Arsenal ရဲ့ Arsenal Trader တဲ့ Andre Barta က Andre Barta ကဒီကစားသမားဒီပြတာယောဂရက်ကိုခေါ်ဖို့အတွက်အသင်းတာဝန်ရှိသူတွေကိုတွန်းအားပေးလှုံ့ဆော်နေဆိုပြီးပေါ်ပြသွားတယ် အာဆီယံနဲ့တာဝန်ရှိသူတွေနဲ့ကစားသမားအေဂျင့်တွေကြားထဲမှာချိတ်ဆက်ပြီးတော့ဒီတိုက်စစ်မှုတီအာဆီယံတွေအတွက်လိုအပ်တယ်ဆိုပြီးတွန်းအားပေးပြီးတော့အသင်းဘက်ကရောအေဂျင့်ဘက်ကရောဒါအများဆုံးပြီးစီးဖို့တူစ조사နေတယ်။အခုနောက်ဆုံးကြားတဲ့သတင်းတွေအရဆိုရင်ဒီတပတ်ထဲမှာအေဂျင့်တွေတွေ့ဖို့ရှိတယ်။ကျွန်တော်လွန်ခဲ့တဲ့ရက်တွေတုန်းကသတင်းလုတ်ခဲ့တာမှတ်မိပါပါ။မေလ9ရက်နေ့ကျရင်ကစားသမားအေဂျင့်တွေအန်ဒရီဘာတာတွေ့ဖို့ရှိဆိုကျွန်တော်ပြောခဲ့သေးတယ်။အဲ့ဒီအတိုင်းပဲဒီတပတ်ထဲမှာပဲပီတာယော့ဂရက်နဲ့ ဒါအာဆီနယ်ရဲ့အားစားတိုက်တဲ့အန်ဒရီဘာတာကြားထဲမှာတွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်ကိုစလေနဲ့ပေါ့လေအဲ့တော့အာဆီနယ်တင်းထွက်ဘာလိုအပ်လဲဆိုတာကိုတီကိုကနေမှာအခုပူပူနွေးနွေးရောက်လာခဲ့တဲ့အားစားတိုက်တဲ့တက်တိတယ်ကျန်ခဲ့တဲ့နှစ်တကအီဒူကတ်စ်ပါလဲတချို့ပိုင်းလေးတို့ထောက်ပြတယ်ဒါပေမဲ့အာဟီတာကအမ်ပူမိုခေါ်ယူရေးမှာပယ်ချပြီးတော့တစ်ဖက်ကစတာလင်အငှားခေါ်လိုက်တဲ့ပုံစံမျိုးတွေဒါမျိုးတွေရရှိခဲ့အဲ့တော့အာဆီနယ်တင်း ဒါမဲ့နွေရာဒီမှာတိုက်စစ်မှုစစ်စစ်ကဝေရတော့မှာအန်ဒရီဘာဒါကအာဆင်နယ်တင်းရဲ့လက်ရှိလိုအပ်နေတဲ့ဂျစ်ဆောလီတစ်ချက်တည်းတိုက်စစ်မှုတအူဖြစ်တယ်ဆိုတော့သူကလက်ခံထားတယ်ပြီးတော့တိုက်စစ်မှုဝေရတာအရန်မှွေပြောပြီးတော့ငွေကိုတအားသုံးတဲ့အာသာထိုက်တာလည်းဖြစ်တဲ့အတွက်ကျွန်တော်ထင်တယ်ဘီတာယောဂရက်ကိုပဲသူဦးစားပေးပြီးခေါ်မထင်တယ်ဘာကြောင့်လဲဆိုတော့အာဆင်နယ်တင်းဒီဂိုးသမားခန်စစ်ကွင်းလေတောင်မဲ့ပတ်ချက်မှာတခြားတိနဲ့တူတန်းနဲ့စော့နိုင်တယ်ဆိုရင်တော့ကိုကတကူအသွင်းခံလိုက်ရပြီဥဆောင်ကိုပြီးလိုက်ရပြီဆိုအဲ့ဒါကိုပြန်လာနိုင်ဖို့အတွက် ပိုက်ထဲကိုဂိုးပေါက်ထဲကိုဘောလုံးရိုက်ထည့်နိုင်မဲ့ထိတ်နှက်တိုက်စစ်မှုအာဆင်နယ်မှာလိုအပ်တယ်။အဲကြောင့်မို့ဂျက်ဆောလီတစ်ချက်ကျွန်တော်တို့ဒီအယုတ်ဆက်ကစားနည်းလိုပေါ့ဗျာသိမလား? quality တစ်ခုဖြစ်နေအဲ့ဂိမ်းကဂိမ်းဥပါမှာဖြစ်တော့ မပြီးနိုင်မစီးနိုင်ဖြစ်နေအဲ့လိုအနေထားမှာကျွန်တော်တို့အနေနဲ့ဒီကွက်လက်လေးတစ်ခုကအာဆင်နယ်သင်းတို့ဆိုတိုက်စစ်မှုတူအိုးဆိုတာသိနေပြီဆိုရင်ဖြစ်လိုက်ရပြီအဲ့တော့လည်းလာမယ့်လူရာသီမှာတိုက်စစ်တောင်းမနဲ့တိုက်စစ်မှုတူအိုးတော့အာဆင်နယ်တို့ကျင်းတည်ဖြစ်လိမ့်မယ်ဒီတက်လည်း26နှစ်ရဲ့ဆူဂျင်သားနဲ့ပတ်သက်ပြီးပေါင်58တန်းနေပေါင်65တန်းကြာသုံးရင်စပိုတင်းတို့ကလက်ခံသွားနိုင်ပွဲရှိရဆိုပြီးတည်င်းတွေကြားသိရတယ်အခုနောက်ဆုံးအနေထားရဆိုရင်တော့ဗစ်တာယောဂရက်အသင်းအလုံးကိုလမ်းဖွင့်ထားတယ်ဒါပေမဲ့သူ့ရင်ထဲကခံစားချက်ကတော့ချန်ပီယံလိဝင်ရအသင်းတစ်သုံးပဲဦးစားပေးပြောင်းမယ် အသင်းရဲ့ policy ကိုလည်းနှစ်သက်သဘောကျပြီးသူ့ကိုတကယ်လူလူချင်းနဲ့လာပြီးကဲလဲတဲ့အသင်းကိုပဲဦးစားပေးရွေးချယ်သွားဖို့ကြားသိရတယ်။တတိယမြောက်သတင်းတစ်ပုဒ်ကတော့ပြိုင်ပွဲစုံပွဲတရာပြင်းမြောက်ခဲ့ပြီဖြစ်တဲ့ Declan Rice အာဆင်နယ်ကိုရောက်လာပြီးတဲ့အခါပြိုင်ပွဲစုံမှာပွဲပေါင်းတရာ Declan Rice ကတော့ပြင်းမြောက်သွားခဲ့ပြီးမနေ့ကညကကန်ခဲ့တဲ့ဘုံမောက်တင်တဲ့ပွဲစဉ်မှာဆိုရင်လေကျွန်တော်သူ့ကိုတော်တော်လေးမျက်နှာပူလာ အာဆင်နယ်မှာကျွန်တော်အမျက်နှာအပူဆုံးကစားသမားတွေရှိတယ်ပွဲရလက်တင်ဆောင်သွားရင်ကစားသမားအလုံးညံ့လို့ရှုံးတာမဟုတ်တဲ့ပွဲတွေရှိရနော်တချို့ပွဲမှာဆိုကစားသမားအချို့ကြိုးစားအားထုတ်တယ်ဒါပေမဲ့အသင်းရဲ့အားနည်းတဲ့နေရာကြီးဂိုးတွေပြန်ပေးလိုက်တဲ့စိတ်နဲ့လူနဲ့မကက်တဲ့အပိုင်းဒီမှာခြေပါဂိုးတွေပြန်ပေးလိုက်တဲ့အာဆင်နယ်တရားဒီမှာအများကြီးပဲရှေ့နှစ်နှစ်ကလည်းတရားဒီဘာမှမဆိုင်တော့ဘူးချန်ပီယံလိမှာကျွန်တော်စီးဖိုင်နဲ့ရောက်သွားတော့မှန်တယ်ဒါပေမဲ့ပရီးမီးယားလိမှာဖြစ်ချင်တိုင်းကိုဖြစ်နေရအဲ့တော့ကြံခဲ့တဲ့ဒီဘုံမောက်တင်တဲ့ပွဲစီမှာဆိုရင်လိန်ခေါက်ဖြတ်ကျော်မှုတဲရရခိုင်နှုံး rice ကအောင်မြင်ထားတယ်ပေးပို့မှု83ရာခိုင်နှုန်းထိတ်ကဲဝန်း66.9ရာခိုင်နှုန်း ground ကျူရဝန်း86ရာခိုင်နှုန်း ADA ကျူရဝန်း90ရာခိုင်နှုန်းဂိုးပေါက်ကန်သွင်းမှု3ချိန်မှာတချိန်ဂိုးပေါက်တဲ့တကူရတယ်ဒါတော့မှဂိုးသမားကိုလိန်ခောက်ပြီးသူအေးနဲ့ကန်သွားတာနော်အဲ့ဒီမှာခန်စကောင်မတူးရှိရဲ့ဂျားတဲ့ကနေပိုက်ထက်ရိုက်ထက်ရတယ်အခြားကစားသမားဆိုလို့ရှိရင်တော့ဒီလိုဂိုးမလားမဂိုးလားဆိုတာတော့ကျွန်တော်ညီကိုစဉ်းစားကြည့်လိုက်တော့ဂိုးကောင်းလဲဂိုးသွားနိုင်ပါလေအဲ့တော့ဒီကန်ရိုက်ကတော့မနစ်က52ပွဲမှာ ခုနှစ်ကိုသွင်းပြီးတော့၁၁လုံးဖိုင်ထားတယ်။ဒီယာတီမှာ၄၉ပဲကစားပြီးပြီးရှစ်ကိုသွင်းပြီးတော့၁၀လုံးဖိုင်ထားတယ်။ twin ကိုဖန်တီးမှုတွေသည်ဒါ twin ကိုဆိုလို့ရှိရင်၅၅ကိုရယူပါပြီ။ဖန်တီးမှုတွေမှာဆို၂၁လုံးရပြီးသွားပြီ။အဲ့တော့ဒီကစားသမားတီပွဲပေါင်းတိုင်ပွဲစုံမှာ၁၀၀အာဆင်နယ်တင်းတော့ပြည့်မြောက်သွားခဲ့ပြီ။ဘာလုံးတီအောစကားတဲ့အဆင့်ထဲမှာလည်း အဆင့်ရှိချိန်နေခဲ့တဲ့တယောက်ပေါ့လေချန်ပီယံလိမှာတကယ် free kick တရားစာခြေစွမ်းပြခဲ့လို့တရားဒီလုံးအာဆင်နယ်ရဲ့ rating အကောင်းဆုံးနဲ့ခြေစွမ်းတည်ငြိမ်ဆုံးကွင်းလည်ကစားမှာပြောပါဆိုသူပဲရှိတယ်။နှွေစည်းကွက်မှာတော့ရောက်လာခဲ့တဲ့ဒီ26နှစ်တောင်ကျွန်တော်တို့2028ခုလိတော့စာချုပ်တက်တန်ရှိတယ်။တခါကြတော့ကျွန်တော်အားနာပြီ။ငါတို့အသင်းက မင်းနဲ့ကိုတန်ဟောတိုင်ရလာလို့ပေါ့ဘာကြောင့်လဲဆိုတော့ဒီကန်ရိုက်တို့ကစားသမားဆက်တက်လို့ရှိရင်ကျွန်တော်တို့ဒီဘလိုဖလားမျိုးမဆိုစိန်ခေါ်နိုင်တယ်ဒါပေမဲ့ကျန်တဲ့ကစားသမားတချို့ဒီ rice လိုမျိုးစိတ်ဆန္ဒပြင်းပြတာမျိုး quality ညှစ်ထုတ်တာမျိုးစိတ်နဲ့လူနဲ့အမြဲကတ်နေတာမျိုးကျွန်တော်သိမတွေ့အောင်ဒါတွေကတချို့ကစားသမားတွေဘလောက်ပဲကြိုးစားကြိုးစားတချို့ကစားသမားတွေကြောင်းအိတ်ပေါက်နဲ့ဖားကောက်လို့ဖြစ်နေကြတခါကျရင်ကျွန်တော်အသိရလက်မကောင်းတဲ့ခါကျရင်ဒီကန်ရိုက်ကိုတော်တော်လေးမျက်နှာပူပါတယ် သူ့အတွက်တကယ် quality player တွေနှွေးမှာဝယ်ဖြစ်ပါသေးလို့ပဲဆန္ဒပြုပါတယ်ဒီ season လေးကိုဒီကောက်ကွန်ကြီးပောင်းပြီးတဲ့ show ball on online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမဲ့ဆုံးတော့ပြပဖုန်းနံပါတ်တင်ညာကို0939 63လုံး20ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နိုင်ဖြစ်လို့အဲ့မှာဆုံးမဲ့ဆုံးတော့ iBack coach ကို sport inner နဲ့9လုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာဒီလိုနေ့တိုင်းအစီအစဉ်တွေတင်ဆက်နိုင်ဖို့အတွက်ဒီလိုမျိုးနောက်ွယ်နေပတ်ဝန်းပြီးတဲ့ကိုဆိုင်ရဲ့ show ball on ကိုလည်းတကယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ဒါ Champions League semi final ရောက်အသင်း၄သင်းရဲ့နောက်ဆုံးရလဒ်တီကိုပြောပြပြီးသွားမှာပါ Champions League semi final ကလာမယ့်ရက်မှကံပါဆိုတော့လေဂျားထဲမှာသူတို့ပြည်တွင်းပွဲလေးတွေကံရတယ်အာဆင်နယ်ကတော့လူဆုံးတက်ဆုံနဲ့ရှုံးသွားတယ်ကိုအင်ကွေးကြီးမှာကြည်င်းနဲ့ညာရီပဲကြည်နေပြီးတော့လေကျွန်တော်ပထမလူငယ်တွေထက်ကံလို့အရန်တွေထက်ကံတေးရကြရှုံးသွားသွားအေးအေးစားမပြတ်ဘူးအေးစေးပဲဒါပေမဲ့အာဒါကတကယ်လူစင်းထက်ကံနဲ့ရှုံးမှရှုံးသွားတယ်တေးတမောက်တော့မရခဲ့ဘူးအဲ့တော့ အာဆင်နယ်နဲ့ပြိုင်ရမယ့် PSG တို့ကရှုံးပွဲကြုံတွေ့ပါတယ်။ဒါပေမဲ့ဆရာသမားတို့ကဂျောင်းနီးဘက်ကလွှဲကျန်တဲ့ကစားမကြီးအားလုံးအရန်လူနေပဲကန်သွားတာ။အဲ့မှာဒုတိယမှာလူစားဝင်လာခဲ့တာက Fabian Roos နဲ့ Desire to ဒီနှစ်ယောက်ပဲလူစားဝင်လာ။အသေးရအဓိကမှာ3ဦးကို half time လောက်ပဲသုံးသွားလို့ပြောလို့ရတယ်။အဲ့တော့သူတို့ကလမ်းဆန်းနေမှာပြီးတော့သူတို့ရဲ့အိမ်ခွင်းတကိုးလက်အတားရထားတယ်။အာဆင်နယ် ူတွေပင်မနှွမ်းနေကျွန်တော်ထင်တော့အာရီတာကဘုံပေါက်ကိုဂိုးပြတ်အနိုင်ခံပြီးတော့နောက်ပွဲအတွက်အသင်းကစားသမားတွေကိုပြင်သစ်မြည်သွားတဲ့အခါနိုင်ပွဲလက်ဆောင်ပေးခြင်းမူရပါတယ်ဒါပေမဲ့ဒါစေတနာမှားပဲထားပါတော့ဗျာကျွန်တော်လည်းအပြစ်မပြောချင်တော့ဘူးသိလို့တက်လို့ဒီနေရာကိုသူတို့ရောက်နေခဲ့တာကိုအဲ့တော့အာဆင်နယ်တင်း PSG ကိုကြော်ဖြတ်မယ်ဆိုရင်တော့ညာကဘုံပေါက်သေးနဲ့ပွဲစဉ်အထက်တရားရကိုင်းတော့ပို့ပြီးစူးစမ်းဖို့တော့လိုအပ်နေပါတယ်နောက်ထပ်တသိန်းကတော့ဘာစီလိုနာဘယ်လာဒိုဗစ်လိုဒါဘယ်လာဒိုလစ်ကိုအဝေးကွင်းမှာသူတို့1-2နဲ့နိုင်တယ်ပက်ထရစ်ဂါဘီကွင်းလက်အထိုင်အောင်တုံးသွားတယ် လူစားဝင်လာတော့ရာဖီညာရာမဲဒန်နီအော်လမောသူများအသင်သူများသားသမီးတွေများအရန်ဒီနယ်ပဲတုံးသွားတာဒီကသားသမားတချို့လည်း half time လောက်ပဲတုံးသွားတာနောက်တစ်သင်းအင်တာမီလန်က1စီနဲ့ဘီရိုနာကိုနိုင်တယ်သူတို့ကလည်းဒန်ဖရိုင်းနဲ့အစာပြီးလို့လို့အဓိကကစားသမားတွေကိုအနာပေးသွားခဲ့ဘာစီလိုနာကိုအင်တာမီလန်ကိုအဲ့နှစ်သင်းစလုံးတည် ချက်မြန်ဖြစ်ပြီးသားအသင်းနေမဟုတ်ဘူးပြည်တွင်းပြိုင်ပွဲမှာအမှတ်ကကတ်နေတဲ့အသင်းတွေဒါမှမဟုတ်သူတို့ဒီအဓိကသားမှရအောင်နားပြီးခဲ့တယ်အဓိကနဲ့တာမညာကိုခွဲခဲ့တယ်ကိုရီကတော့ဘလောက်ပဲအသေးပေါအောင်ကန်ကန်ဖလားမရနိုင်တော့ပရီးမီးယားလိမှာအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ဘယ်တက်နိုင်မလဲဗျာပြည်သစ်မြန်မာတော့ခံပတ်ပြန်လာဖို့ပဲကျွန်တော်တို့အားပေးရတော့မှာပေါ့မဖြစ်နိုင်ဘူးဆိုရင်တော့မှရခိုင်လုံးနည်းနည်းလေးနဲ့ကိုရီသင်းကိုတက်နိုင်ဆုံးကျွန်တော်တို့အားပေးသွားမှာပါ